2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်ွေးပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့မလ၈ရက်နေ့ကစတင်ဖြေဆိုခဲ့ရမှာမတ်လ15ရက်နေ့မှာတော့တိတ်ပံဘာသာတွေနဲ့ဝေးပံဘာသာတွေရဲ့ဖြေဆိုမှုတွေပြီးဆုံးခဲ့ပါတယ်။2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်ွေးပွဲကိုမတ်လ၈ရက်နေ့မှာမြန်မာစာဘာသာရဲ့၉ရက်နေ့မှာအင်္ဂလိပ်စာ၁ရက်နေ့မှာသင်္ချာ၁၁ရက်နေ့မှာစိတ်ကြိုက်မြန်မာစာဘာသာရဲ့တွေကိုဖြေဆိုခဲ့ကြရတာဖြစ်ပါတယ်။မတ်လ၃ရက်နေ့မှာဓာရုဗေဒမတ်လ၁၄ရက်နေ့မှာယူပဗေဒနဲ့ဒီကနေ့မတ်လ၁၅ရက်နေ့မှာ တော့ဇီဝဗေဒနဲ့ဘောဂဗေဒဘာသာရက်တွေကိုဖြည့်ဆို့ခဲ့ကြတာဖြစ်တဲ့အတွက်သိပ္ပံတွဲနဲ့ဝိပ္ပံတွဲရဲ့ဖြည့်ဆို့မှုပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဖြည့်ဆို့မှုကြံရှိနေတဲ့ပထဝီနဲ့သမိုင်းဘာသာရက်တွေကိုတော့မတ်လ16ရက်နေ့နဲ့18ရက်နေ့တို့မှာဖြည့်ဆို့ပြီးဆုံးမှာဖြစ်တဲ့အတွက်2019ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝင်ဝဲဟာမတ်လ18ရက်နေ့မှာလုံးဝပြီးဆုံးမှာဖြစ်ပါတယ်။ 2019ခုနှစ်တက္ကသိုလ်ဝင်ဆောင်မွေးပွဲကိုဝင်ရောက်ဖြည့်ဆို့ဖို့စီရင်ပေးသွင်းထားသူ9600ကျော်ရှိတဲ့အနက်မြန်မာသားဘာသာရဲ့ဖြည့်ဆို့ရက်ပထမနေ့မှာပဲဖြည့်ဆို့ဖို့ပြက်ကွက်သူ9000ကျော်ရှိခဲ့တာဖြစ်ပါတယ်။ ဝင်ရောက်ဖြည့်ဆို့ခဲ့မှုတွေအနက်ရန်ကုန်တိုင်းဒေသကြီးမှာအများဆုံးဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့ကဒုတိယနဲ့တတိယအများဆုံးဖြစ်တယ်လို့သိရပါဗျ။မန္တလေးမြို့မှာတက္ကသိုလ်ဝန်ထမ်းစာမွေးပွဲဘာသာရဲနှစ်တွဲဖြည့်ဆို့ပြီးစီးခဲ့တာနဲ့ပတ်သက်ပြီးမန္တလေးမြို့အခြေဆိုင်အလဲပဲရုပ်တံသတင်းတောက်ကအခုလိုပဲသတင်းပေးပို့ထားပါဗျ။အခုရရှိနေတဲ့နေရာတော့မန္တလေးမြို့ထဲအင်တာဆန်မြို့နဲ့အမတ်စတောအခြေခံပညာအထက်တန်းကျောင်းရှိမှာဖြစ်ပါတယ်။အခုအချိန်တော့တက္ကသိုလ်ဝင်တန်းဆောင်ပွဲတိပ္ပံဘာသာကျွဲဘောဂကျွဲတို့ရဲ့နောက်ဆုံးရက် ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမှာတက္ကသိုလ်ဝန်ထမ်းစီရင်ရှိရတော့သသိန်း9000ကျော်ရှိပြီးတော့မှပြက်ကွက်သူဦးရေ9000ကျော်ရှိခဲ့တဲ့အတွက်ကြောင့်မို့ဘူရောက်ပြည်သူ95ရာခိုင်နှုန်းခန့်ရှိတယ်လို့သိရပါတယ်။မန္တလေးစေယုံကြီးအတွင်းမှာပြည်သူလူထုနဲ့ဦးမန္တလေးအချင်းထောင်မှာပြည်သူစေဦးခန့်ရှိခဲ့တယ်လို့သိရပါတယ်။ တက္ကသိုလ်ဝင်ဆောင်ဝဲဝင်ရောက်ဖြည့်ဆို့ပြီးစီးခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ကျောင်းသားမိဘအချို့ကလည်းသူတို့ရဲ့ခံစားချက်ကိုအခုလိုပဲပြောပြခဲ့ပါဗျ။ညမန်းထားပါတယ်တရားရဂိုင်းနှုံးပေါ့နော်ဖြစ်လာအောင်တော့အလုံးပန်ပိုးပြီးတော့ပေါ့အလုံးဆရာသမားတွေရဲ့ကျေးဇူးကြောက်ပေါ့နော်အလုံးအောင်မြင်မယ်လို့ဆုတောင်းပါတယ်ကလေးတွေလည်းတော်တော်များများဖြည့်နိုင်ပါတယ်ပေါ့နော်ဒီနှစ်မှာအလုံးပြည့်ပြည့်ရှိရှိနဲ့ပေါ့အဲမောလူကြီးတွေအလုံးပေါ့နော်ကလေးတွေအတွက်ကောင်းအောင်လုပ်ပေးမယ်လို့ဝမ်းသာပါတယ်အဲ့လိုတည်တင်းလေးလေးကြားထားတယ်ပေါ့မိဘတွေနေနေပေါ့နော် အားလုံးကြီးရှုရှောက်ဆောင်ချောက်ပေးမယ်ဆိုတော့တစ်နှစ်တစ်နှစ်မှလည်းမိဘတွေမှာကုံနာရဲ့စီရင်နဲ့ကလေးတွေမှာလည်းပင်မနဲ့စိတ်ပင်မနာနဲ့ပေါ့နော်အားလုံးကောင်းအောင်ပေါ့ဖြစ်စေချင်ပါတယ်လို့အားလုံးနဲ့မိသားစုကိုစားပေါ့ဆယ်တန်းဖြည့်တဲ့မိသားစုတွေရဲ့ကိုစားပေါ့ဟုတ်ကဲ့ဒီလေးကတော့အန်တီကတော့သူ့ကိုလေးပါတာလောက်မှန်းထားပါတယ်ဟိုပေါ့နော်သင်ချာအင်္ဂလိပ်စာကလွဲပြီးတော့ဂျန်တဲ့ဘာသာလေးတွေကို ဟိုဂုံတူးရမယ်လို့အန်တီကမျှော်လင့်ထားပါတယ်အကြီးလေးကိုအငယ်လေးကတော့40ကြော်ကြော်နဲ့အောင်ရင်ပဲအန်တီအနေနဲ့ဂျင်းတ်တယ်ဖစ်စစ်တော့နည်းနည်းတိတ်မဖြစ်နိုင်ဘူးတနေ့မှသားရောက်ပါသားလုံးမလားဆရာကြီးရတယ်လုခဲ့ရပေါ့နော်ခိုက်တီရလည်းခိုက်တီနဲ့စူးစမ်းခဲ့ပါဟုတ်ဖြည့်စုံနိုင်ပါရှင်ဒါပေမဲ့တင်ချောင်းနည်းနည်းကြောက်တယ်ခုံလုံးထဖို့ကမမျော်မှန်းဘူးရှင်ဟိုအောက်မယ်ဆိုရင်တော့ကျင်တ်တယ်ပထမတော့ဘာလဲတမူကဟိုစာရောကျက်တယ်ဒါပေမဲ့အဲ့လို အရင်တော့မကြောက်သူများတွေလည်းမကြောက်ပျော်ပျော်ပပနေခဲ့တယ်ဒါပေမဲ့စောင်းဝနေ့ကနေမှအလိုကြက်တကယ်ရှိတယ်ဒါပေမဲ့ရရစားရလို့အာအကုန်လုံးကတော့အာသာပါအခုဒီနောက်ဆုံးဖြေတဲ့ဘာသာတကားဘာသာပဲဟိုအားနေရပဲရှိရကျွန်တော်ရောတနေ့တည်းနဲ့အောင်းွားကျင်တယ်အောင်းပြီးတော့ကိုတက်ချင်တဲ့မေဂျာကိုလည်းကိုယူချင်တာပေါ့ဒါပေမဲ့ဒီလိုမျိုးကြီးတော့အခုအတက်နိုင်ဆုံးအကုန်လုံးဖြေတာအောင်းွားရင်တော့ကောင်းတာပေါ့ အခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးဝဲကိုစာစစ်ဌာနပေါင်း1594ခုထားရှိစစ်ဆေးခဲ့ပြီးအရင်နှစ်တွေနဲ့မတူတဲ့အချက်အနည်းနဲ့အခုနှစ်မှာဖြည့်ဆို့တဲ့အကြောင်းသားတွေအတွက်ဆောင်မွေးဝဲအပြေလွာစာအုပ်စာမျက်နှာအရေအတွက်ကို16မျက်နှာကနေ24မျက်နှာအထိတိုးမြှင့်ထားတယ်လို့သိရပါဗျ။